UFC Flyweight Dan Ranking Number 1ကစားသမားဖြစ်တဲ့ Brandon Roba နဲ့မထူးဘူးကို Joshua Ban ရဲ့အမိကိုယ်တိုင်ကသူ့ရဲ့သားကိုစိုးရင်လို့ပြောခဲ့ပါရီ။ဒါမဲ့ Joshua Ban ရဲ့စိတ်ဆုံးဖြတ်ချက်တွေက လုံးဝကိုခိုင်မာသွားပြီပဲဖြစ်ပါတယ်။ Joshua Ban က Brandon Roba ကိုအနိုင်ထိုးပြီးတော့ဒီနှစ်2025မကုန်ခင်မှာပဲ UFC ရဲ့ Flyweight Dan Champion ဖြစ်အောင်လုပ်မယ်လို့ဒီကနေ့မှာပဲကြုံဝါသွားခဲ့တာပဲဖြစ်ပါတယ်။ ဂျော်ရှွာဘန်ရဲ့ပြစ်တတိကတော့ဂျော်ရှွာဘန်ကပွဲလက်ခံတာဆိုလို့အားလုံးကဆိုရင်ကြားရီဒါပေမဲ့ဂျော်ရှွာဘန်ကဒီပွဲကိုဘာလို့လက်ခံလိုက်တယ်လဲဆိုတဲ့အဖြစ်ကဒီနေ့မှာပြီအပိအကြောကိုထွက်ပေါ်လာခဲ့ပြီလေဖြစ်ပါတယ်နော် UFC အဖွဲ့အစည်းဟာ fighter တွေအားလုံးပွဲထိုးပြီးတာနဲ့ဒီ fighter ကဘယ်တော့ထိထိအနားယူရမလဲဆိုရိစစ်စစ်ချက်တွေလုံးဆောင်တဲ့နည်းစနစ်ကို သုံးပါတယ်အဲ့ဒါတွေကို New Jersey State Athletic Control Board က ဆုံးဖြတ်တာပါဆိုတော့ဒီကနေ့မှာတော့ဒါ UFC ရဲ့360ပြိုင်ပွဲမှာရှင်းပြိုင်ခဲ့ကြတဲ့ fighter တွေအကုန်လုံးရဲ့အနားယူရမယ့်အချိန်ကိုထုတ်ပြန်လိုက်တာမှာ Joshua မှာအနားယူရမယ့်ရက်ကဘယ်တောင်မရှိပါဘူးတဲ့ဗျာအဲ့ဒီဖွဲ့စည်းရဲ့ထုတ်ပြန်ချက်အရ Joshua ဘန်ဟာအနားယူဖို့မလိုအပ်ပါဘူးဆိုတော့ medical suspension မထီတဲ့ Joshua ဘန်အတွက်တော့ပွဲကိုချက်ချင်းလက်ခံလိုက်တဲ့သဘောပဲဆိုတော့ ranking number 1နဲ့ထိုးရမယ်เนาะအချိန်ကြီးဆိုတော့ တော့ထိုးကြီးကလေညနေမှာတော့အသေးချာပဲနော်အဲ့တော့ Joshua Ban အမေကနော်ကျွန်တော်ပရိသတ်တွေကစွရင်ဒါလည်းမှန်ပါတယ် Joshua Ban ဟာ ranking number 1 Brandon Rover နဲ့ကျွန်တော်ထိုးတက်ရမှာပါ Ban အတွက်ကသူ့ထက်အရရှိတဲ့သူတွေနဲ့ဆိုရင်နည်းနည်းအခက်တွေးတတ်တာကိုကျွန်တော်နည်းနည်းတွေးရတယ်အခုဒီ fighter ကလေ Ban ထက်လေးလက်မှအထိပူရှိတာကိုတွေ့ရပါတယ် BJJ မှာလေးကောင်းပြီးတော့ကပတ်နဲ့အဆင့်ထိရထားပါတယ် Stand 5ဘိုင်းမှာလေအမြင့်ကန်ချက်နဲ့ counter leg တွေကြောင့် နာမည်ကြီးတဲ့သူပါဒါကြောင့်မလို့ ranking number 1ရောက်တာကို Boris Shit တွေကသူ့ရဲ့ကစားကွက်ပဲဆိုတော့ဘန်ကစားရမယ်ဒီပွဲမှာပေါ့နော်ဘန်ကစားရမယ်ထူးခြားတဲ့နည်းစနစ်တောင်ကျွန်တော်တိတ်ပြီးတော့ရှာမတွေ့ပါဘူးဗျအရင်တိုင်းပဲငယ်ရွယ်တွက်လက်မှုနဲ့မြန်ဆန်တဲ့ boxing skin နဲ့ပဲအမှောက်သိပ်ဖို့အတွက်ကြိုးစားရမှာပဲဒီပွဲဖျက်ချော်နိုင်ခဲ့တော့မြန်မာပြည်သူတွေစောင့်မျှော်နေကြတဲ့ champion ကပတ်အိမ်မက်အကောင့်ထဲပေါ်နိုင်ခဲ့ Joshua Ban ရရှိသွားတော့မှာဖြစ်ပြီးတော့တကယ်ကို မိုက်သွားတော့မှာပဲဖြစ်ပါတယ်။ယောရှုအဘန်ပြောတဲ့အတိုင်းဒီနေ့မတိုင်ခင်မှာဒီနေ့ကုံမတိုင်ခင်ပေါ့နော်။ဆိုတော့ Flyweight တန်းချန်ပီယံဖြစ်ဖို့တော့ဒီသူတွေလေရင်ခုန်နေသလိုယောရှုအဘန်ကလည်းတကယ်လုံးပြတ်နိုင်မယ်လို့ဒီသူတွေအတွက်ကျွန်တော်တို့ပြည်သက်တီအားလုံးယုံကြည်ပါတယ်။